ားလုံးမဲမင်္ဂလာပါရှင်24နှစ်အတွင်းထူခြားတဲ့ပြည်ရင်းပြည်ပါစေဝန်ဆောင်ဖရဲတဲ့တင်းလေးကိုတင်ဆက်ပေးပါတော့မယ်ကျမတို့မြစ်တီကူပါချမ်းမြေနယ်တောင်ပိုင်းမှာရေကြီးမှုကြောင့်ကော်ပီတော့ဆိုင်ရုံတွေရေလွတ်တာကြောင့်ရောင်းမရတာကြောင့်တောင်သူတွေရှုံးပေါ်နေတဲ့တဲ့။ထိုင်းမကုံစင်တင်းသွင်းခြင်းကိုကမ္ဘောဒီးယားပိတ်ပင်လိုက်တဲ့တဲ့။အီရန်မျိုးတော်တီယူရန်မှာနေသူအလုံးထွက်ပြေးဖို့အတွက်တိုက်တွန်းလိုက်တဲ့တဲ့။မန်ရွေးကြစီတဲ့မှာဆန်ရှုနဲ့အန်တိုနီတို့ရဲ့နာမည်တွေမပါဝင်တဲ့တဲ့ပါဝင်အစားရှိတဲ့ပြည်ရင်းပြည်ပါစေဝန်ဆောင်ဖွဲ့တဲ့တဲ့တွေကိုတင်ဆက်ပေးသွားမှာပါ။ ထမဆုံးအနေနဲ့ပြည်ဝင်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းမှာရေကြီးမှုဖြစ်သွားတာကြောင့်ကော်ပီရောဆိုင်ခင်တွေမြုပ်ပြီးရောင်းမရတာကြောင့်တောင်သူတွေအရှုံးပေါ်နေရလို့သိရပါဗျ။ဒီသတင်းကိုတော့မြန်သူသူကပေးပို့လာတာပါ။ ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ COVID-19 စိုက်တောင်သူများဟာဇွန်လအတွင်းမှာမူကြီးမှုကြောင့် COVID-19 စိုက်ခင်းနေယူလန်းခံရပြီးတော့ COVID-19 မြောင်းရတာကြောင့်အခက်အခဲတွေကြုံတွေ့နေရတယ်လို့သိရပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်နဲ့ဟဲဥမြို့မှာရှိတဲ့ COVID-19 စိုက်တောင်သူများဟာမူကြီးတာကြောင့် COVID-19 စိုက်ခင်းနေယူလန်းကဈေးကောင်းမရတဲ့အပြင်ရောင်းမရဖြစ်တဲ့အတွက်သူများအခက်ကြုံနေရတယ်လို့သိရပါတယ်။ဒါအပြင် COVID တလုံးစီဟာယခုဇွန်လအတွင်းမှာပေါက်ဈေးဟာလေ၄၀၀ကျပ်သာရှိတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မေလ တွင်းမှာလည်းရှမ်းတောင်တွင်းမှာထွက်ရှိတဲ့ကော်ပီတို့ကကော်ပီတို့တထုပ်ကို200ကျပ်သာရရှိတာကြောင့်တောင်သူများတင်းဟန်နေရှိပြီးတော့အရှုံးပေါ်ကြရလို့လည်းသိရပါဗျ။ဆက်လက်ပြီးနိုင်ငံတကာတင်းတဘောကိုတင်ဆက်ပေးခြင်းပါတယ်။ထိုင်ရနေကုံစင်းတဲ့တွင်နာကိုကမ္ဘောဒီးယားပြိပင်လိုက်ပါတယ်။ဒီတွင်ကတော့ငင်းကြောင်ဝါပြပူလာတာပါ။နေဆက်ပြတနာကြောင့်ဆက်ဆက်ရင်တမမှုတွေဖြစ်ပေါ်နေတဲ့ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံသားမှာ ကမ္ဘောဒီးယားနိုင်ငံဘက်ကထိုင်းနိုင်ငံဘက်ကဟင်ဒီဟိရွက်တွေနဲ့တည်တည်ဝလံတည်တည်မှုကိုပိတ်ပင်တော့မယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မေလ28ရက်နေ့ကနှစ်နိုင်ငံပိုင်ဆိုင်မှုအငင်းပွားနေကြတဲ့နေဆက်မှာနှစ်နိုင်ငံစစ်သားတွေအပြန်အလှန်ပြစ်ခတ်မှုတိုက်ရှိဖြစ်ပွားခဲ့ပြီးနောက်မှာဆက်ဆံရေးတမမှုတွေဖြစ်ပွားခဲ့တာပါ။နှစ်ဖက်လုံးကနေဆက်ဂိတ်တွေကိုပိတ်ခဲ့ကြပြီးကမ္ဘောဒီးယားရောက်နေတဲ့သူနိုင်ငံသားတွေကိုနိုင်ငံထဲကိုပြန်လာဖို့အတွက်ခေါ်ယူမှုတွေလည်းလုပ်ခဲ့ပါတယ်။နှစ်နိုင်ငံစစ်ဘက်တာဝန်ရှိသူတွေနှိမ့်နိုင်ဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့ပြီးနောက်မှာကမ္ဘောဒီးယားဘက်က နေဆက်ဂိတ်တရှုကိုအချိန်သတ်မှတ်ချက်တစ်ခုနဲ့ပြန်ဖွင့်ပေးခဲ့ပေမယ့်ထိုင်းဘက်ကနေဆက်ဂိတ်တတော်များကိုပိတ်ထားဆဲဖြစ်ပါတယ်။တာဖြစ်သူကိုကမ္ဘောဒီးယားဝန်ကြီးချုပ်ရာလူလွှဲပြောင်းပေးပြီးလက်ရှိအချိန်မှာလွှတ်တော်ဥက္ကဋ္ဌအဖြစ်နဲ့တာဝန်ယူနေတဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်ဟွန်ဆန်ကထိုင်းနိုင်ငံဘက်ကညနိုင်ငံလုံးအတွက်မျှတတဲ့တုတ်ပြက်မှုတွေမလုပ်သလိုဖြစ်နေတာကြောင့်ထိုင်းနိုင်ငံဘက်ကကုန်စည်တွေကမ္ဘောဒီးယားနိုင်ငံဘက်ကိုတည်သွင်းတာတွေမလုပ်နိုင်အောင်ပိတ်ပင်သွားမယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။နောက်ထပ်နိုင်ငံတကာတင်းသဘောကိုတင်ဆက်ပေးကြပါမယ်။ ီရန်မျိုးတော်တီဟီရန်မှာနေသူအားလုံးထပြေဖို့အတွက်တိုက်တွန်းလိုက်ပါတယ်။ဒီတင်ကိုတော့ငင်းချဟောင်းပြပူလာတာပါ။အီရန်နိုင်ငံမျိုးတော်တီဟီရန်မှာနေထိုင်တဲ့သူတွေအနေနဲ့မြို့ဆွန်ခါပြီးထွက်ပြေးဖို့အတွက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတိုက်တွန်းလိုက်တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့တောက်ကြာနေ့ကအီရန်နိုင်ငံထဲမှာရှိတဲ့နျူကလ িয়ার ထုတ်လုပ်တဲ့နေရာတွေနဲ့စစ်ပတ်ပြမဲ့တွေကိုအစ္စရေးကတိုက်ခိုက်မှုတွေစတင်လုပ်ဆောင်ခဲ့တာကြောင့်အီရန်နဲ့အစ္စရေးကြားမှာအပြန်အလှန်တိုက်ခိုက်မှုတွေစတိုက်ဖြစ်ပေါ်ခဲ့တယ်လို့နှစ်ဖက်လုံးမှာလည်းတိုက်ခိုက်ညှဉ်းပန်းမှုတွေကြုံတွေ့ခဲ့ရပါဗျ။ အီရန်ဘက်ကနျူကလ িয়ার လက်နက်တွေနဲ့ဘုံတွေထုတ်လုပ်နိုင်မှုအတွက်နှိစက်လာသလိုနျူကလ িয়ার ပိုင်ဆိုင်မှုကိုထိန်းချုပ်ဖို့အတွက်သဘောတူညီချက်ရယူတာမျိုးမလုပ်တာကြောင့်အစ္စရေးဘက်ကလမ်းမှုယူတိုက်ခိုက်ခဲ့ရပဲဖြစ်ပါတယ်။အီရန်ဘက်ကလည်းအစ္စရေးနိုင်ငံရဲ့ကမျိုးကြီးတွေကိုဒရုန်းတွေအတန်ထက်မြန်တဲ့အချိန်နဲ့ပစ်ခတ်နိုင်တဲ့ဒုံးကျည်တွေနဲ့နေရာတိုက်ပြန်တိုက်ခိုက်ခဲ့ပါတယ်။ အစ္စရေးနဲ့အီရန်ကြားမှာတိုက်ခိုက်မှုတွေရဆင်းနိုင်မှုအတွက်ဒေါ်နယ်ထရန့်နဲ့ရုရှားသမ္မတပူတင်တို့ဟာဆွေးနွေးညှိနှိုင်းမှုတွေလုပ်ခဲ့ပြီးဖြစ်ပေမဲ့နှစ်နိုင်ငံလုံးကိုလက်ရှိချိန်အထိတိုက်ခိုက်မှုတွေရတတ်မှုအတွက်ဆက်ဆောင်နိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။ဆက်လက်ပြီးအာဂဇလင်းတဲ့ဘက်ကိုလည်းလက်ခံရရှိထားပါသေးတယ်။မန်ယူရဲ့ဂျာစီအသစ်မှာဆန်ရှိုနဲ့အန်တိုနီရဲ့နာမည်မပါဝင်ဘူးလို့သိရပါတယ်။ဒီတင်ကတော့ငင်းချောင်းဝံပြပူလာတာပါ။ မန်ရွယ်တင်ကလာမယ့်ဘောလုံးရာသီအတွက်အတီးပြုထုတ်လုပ်နေတဲ့အသင်းကြာစီအင်ဂျီမှာဆန်ရှိုနဲ့အန်တိုနီတို့ရဲ့နာမည်တွေပါဝင်လာခြင်းမရှိဘူးလို့သိရပါဗျ။ချယ်ဆီမှာငါတော့ကစားပြီးချယ်ဆီကမန်ယူနဲ့ရထားတဲ့သဘောတူညီမှုစာချုပ်ကိုရှုတ်ဖြတ်ပြီးပေါင်ငါးတန်းနဲ့မန်ယူကိုပြန်ပို့ခဲ့တဲ့ဆန်ချိုကိုအသင်းကလည်းလုံးမရှိတာကြောင့်ရောင်းတော့ခုတ်တဲ့တေချာထားဖြစ်ပါဗျ။ ဘတ်တစ်အသည်မှာအငှားတော်ကစားပြီးတော့ရှေ့ဆန်းပြခဲ့တာကြောင့်မိပြအီမိုရီရဲ့ချီတီမူရီယာရှိခဲ့တဲ့အန်တိုနီကလည်းအသင်းကြစီစီရင်မှမပါလာတာကြောင့်ရောင်းထုတ်ခံရဖို့အတွက်တကြတတဖြစ်သွားခဲ့ပါတယ်။မန်ယိုတင်ဟာရက်ရှ်ဘိုးနဲ့ဂါနာရှူတို့ကိုရောင်းချဖို့အတွက်ဦးစားပေးပြီးတော့လှုပ်ဆောင်နေပြီးနာပိုလီ၊ဘာစီလိုနာနဲ့လီဗာပူးစင်တင်းတွေကဂါနာချူနဲ့ရက်ရှ်ဘိုးတို့ကိုခေါ်ယူဖို့အတွက်ညှိနှိုင်းမှုတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်။ မန်ယူတင်ဟာတစ်ချိန်တည်းမှာပဲ Brentford တိုက်စင်မှုအပူမိုးနဲ့ Sporting Lisbon တိုက်စင်မှု Vitória Guimarães တို့ကိုလည်းခေါ်ယူနိုင်မှုအတွက်လှုံ့ဆော်နေရလို့သိရပါတယ်။အခုတင်ဆက်ပေးခဲ့တာတွေကတော့မြန်မာရှေ့ရဲ့24နာရီနေ့ကသတင်းတွေပဲဖြစ်ပါတယ်။တချို့အားပေးကြပရိသတ်များအားလုံးကျန်းမာရှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။